ဖိလစ်ပိုင်နိုင်ငံမှာတိုင်ဖွန်ကာလမာဂီတိုက်ခတ်မှုကြောင့်အနည်းဆုံးလူ90ဦးသေဆုံးပြီးတော့လူထောင်ပေါင်းများစွာအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။မိုးသီးထန်စွာရွာသွန်းမှုတွေဟာဖိလစ်ပိုင်အလဲပိုင်းကိုဖျက်ချော်တိုက်ခိုက်ခဲ့တဲ့မုန်တိုင်းကြောင့်ပါထိခိုက်မှုအများဆုံးစီဘူးကျွန်းပေါ်ကမြို့ရွာတွေဟာရေအောက်မှာနင်းမြုပ်နေပါတယ်။စီဘူးခရိုင်တစ်ခုထဲမှာပဲလူ86ဦးအနည်းဆုံးသေဆုံးပြီးတော့အခြားခရိုင်တွေမှာလည်း9ဦးသေဆုံးခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာအသက်ရှင်ကျန်ရစ်သူတွေကိုဆက်လက်ရှာဖွေနေသေးပါရေကြီးမှုကြောင့်ပိတ်မိနေသူတွေကိုကယ်ဆယ်ရေးအဖွဲ့တွေဟာသွားကယ်ချိန်မှာခလေးငယ်နှစ်ဦးရဲ့ရုပ်အလောင်းတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်လို့ကယ်ဆယ်ရေးသမားတွေကပြောပါတယ်သိပ္ပံပညာရှင်တွေကကမ္ဘာရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့်ကာမာဂီလိုအင်အားပြင်းမုန်တိုင်းတွေဟာပုံမှုဖြက်စီးနိုင်စွမ်းရှိလာကြောင်းသတိပေးနေကြတာပါပိုပြီးတော့ဆိုးရွားစေတာကတော့စက်တင်ဘာလနှောင်းပိုင်းကလှုပ်ခတ်ခဲ့တဲ့ပြင်းအား6.9ရှိတဲ့ငလင်ကြောင့် မြို့စင်မြို့မှာပြောင်းရွှေ့နေထိုင်နေရစေလူရပေါင်းများစွာကိုမုံတိုင်းဘေးကင်းရေးအထွတ်ထက်ပြီးတော့ကြိုတင်ရွှေ့ပြောင်းပေးခဲ့ရတာပါကာကွယ်ရေးအရာရှိတွေရဲ့အဆိုအရလူပေါင်း၄သိန်းနီးပါးကိုမုံတိုင်းလမ်းကြောင်းကနေလွတ်အောင်ရွှေ့ပြောင်းပေးခဲ့ရပါတယ်ကာမာဂီဟာလက်ရှိမှာအနောက်ဘက်မှာရှိတဲ့ဗီဇာယန်ကျုံးစုတွေကိုဖျက်ဆီးနေပြီးတော့လေတိုက်နှုံတနအီကို120ကီလိုမီတာအထိရှိပြီးတော့အမြင့်ဆုံးလေပြင်းတိုက်နှုံကတော့165ကီလိုမီတာအထိရောက်ရှိခဲ့ပါတယ် အခုတော့မုံတိုင်းဟာအင်အားအနည်းငယ်ရောကျသွားပြီမဲ့နိုင်ငံရဲ့နေရာအတော်များများမှာမူတီတန်စွာဆက်လက်ရွာသွန်းနေသေးပါဒီမုံတိုင်းဟာဗီယက်နမ်နိုင်ငံဘက်ကိုဆက်လက်ဦးတည်သွားမယ်လို့လည်းခန့်မှန်းထားပါတယ်ဖိလစ်ပိုင်နိုင်ငံဟာနှစ်စဉ်ပြန်မြမုံတိုင်းအလုံး20ခန့်တိုက်ခတ်ခံရလိရှိပြီးတော့အဲ့ဒီအထဲကမှအများစုဟာစင်ရင်မွေးတည်ကြတဲ့တန်းပေါင်းများစွာသောပြည်သူတွေနေထိုင်ရာထိခိုက်လွယ်တဲ့နေရာတွေကိုပဲထက်ခါတလေလေတိုက်ခတ်လိရှိပါတယ် ကာမာဂီနဲဆိုရင်ဒီနှစ်ရဲ့နှစ်စဉ်ပြင်းပြအရေးအတွက်ကပြည့်သွားပြီဖြစ်ပါတယ်။ဒါပေမဲ့ဒီဇင်ဘာလကုန်အထိမုန်တိုင်း၃လုံးကနေ၅လုံးအထိထပ်မံဖြစ်ပေါ်နိုင်သေးတယ်လို့မိုးလေဝသခန့်မှန်းသူတွေကသတိပေးနေကြပါတယ်။ဖိလစ်ပိုင်နိုင်ငံဟာစက်တင်ဘာလအတွင်းကတိုက်ခတ်ခဲ့တဲ့စူပါတိုက်ဖွန်းရာဂါဆာအပါအဝင်အ धिक မုန်တိုင်းကြီးနှစ်ခုကနေအခုထိငလန်မထူနိုင်သေးပါဘူးခင်ဗျာ။ parliament passed the amendment to the criminal law on Tuesday စင်ကာပူနိုင်ငံမှာငွေကြေးလိမ်လည်မှုပြဿနာတွေတိုးပွားလာနေတဲ့အတွက်လိမ်လည်သူတွေကိုကျိန်းတန်းစီရင်မှုစတင်ကျင့်သုံးတော့မှာဖြစ်ပါတယ်။ပါလီမန်ကဌာနနဲ့ပတ်သက်တဲ့ရာဇဝတ်မှုဥပဒေပြင်ဆင်ချက်တွေကိုအင်္ဂါနေ့ကတည်ပြုခဲ့တာပါ။ပြစ်မှုကျူးလွန်ကြောင်းစီရင်ချက်ချမှတ်ခံရသူလိမ်လည်သူတွေ၊ဂိုင်းဖွဲ့ဝင်တွေနဲ့ ူရှာဖွဲ့စုဆောင်သူတွေဟာသူတို့ကျူးလွန်တဲ့ပြစ်မှုပြင်းထန်မှုအပေါ်မူတည်ပြီးဂျိန်နယ်6ချက်ကနေ24ချက်အထိချမှတ်ခံရနိုင်ပါတယ်။စင်ကပ်တွေနဲ့ဘဏ်အကောင့်တွေပံ့ပိုးပေးပြီးလိမ်လည်မှုတွေကိုကူညီပေးသူတွေလည်းဒီပြစ်ဒဏ်ကိုရင်ဆိုင်ရနိုင်ပါတယ်။စင်ကာပူအစိုးရကတော့ဒါရီဟာနိုင်ငံရဲ့အဖြစ်အများဆုံးရာဇဝတ်မှုလို့ထုတ်ပြန်ပြီးငွေငွေကြေးလိမ်လည်မှုတွေကိုတိုက်ဖျက်ဖို့ကြိုးပမ်းမှုတွေရဲ့တစိမ့်တစ်ပိုင်းဖြစ်တယ်လို့ပြောပါတယ်။အစိုးရအာဏာပိုင်တွေရဲ့အစိုးရပြီးခဲ့တဲ့2024ခုနှစ်မှာ လိမ်လည်မှုပေါင်း9000ကျော်ဖြစ်ပွားခဲ့ပြီးအမေရိကန်ဒေါ်လာအနည်းဆုံး140သန်းဆုံးရှုံးခဲ့ပါတယ်။ဒီဆုံးရှုံးမှုပမာဏဟာသူ့အရင်တစ်နှစ်ကထက်80ရာခိုင်နှုန်းတိုးမြင့်လာခဲ့တာပါ။စင်ကာပူနိုင်ငံဟာဓမြတိုက်မှုပြင်းထန်တဲ့လိမ်မိုင်းဆိုင်ရာနဲ့အကြမ်းဖက်မှုတွေပါဝင်အခြားပြစ်မှုတွေအတွက်ချိန်ငွေကိုကြေကြေပြတ်ပြတ်အသုံးပြုခဲ့တာပါ။ဒါပေမဲ့ဒီပြစ်ဒဏ်ကိုတက်90အောက်ပြစ်မှုကျူးလွန်သူအမျိုးသားတွေပေါ်မှာသာချမှတ်တာဖြစ်ပါရဲ့ရှင်။ အင်္ဂလန်ဘောလုံးသမားဒေးဗစ်ဘက်ကမ်းဟာကမ္ဘာအကောင်းဆုံးကလပ်တွေနဲ့နိုင်ငံလက်ရွေးစင်အသင်းအတွက်အဆင့်အမြင့်ဆုံးမှာကစားခဲ့ပြီးတော့သူ့ရဲ့လှပတဲ့ဘောလုံးပွဲတွေနဲ့အအောင်မြင်ဆုံးဆုဖလားတွေကိုစွတ်ခူးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ချားစ်ဘယင်ကြီးကချီးမြှင့်လိုက်တဲ့စာပွဲကိုရရှိပြီးတဲ့နောက်သူ့အတွက်ဂုဏ်အယူရဆုံးအခိုက်အတန့်ကိုရရှိခဲ့ပြီလို့ဒေးဗစ်ဘက်ကမ်းကပြောကြားထားပါတယ်။ကျွန်တော်ရဲ့အိမ်မက်က professional ဘောလုံးသမားတစ်ဦးဖြစ်ဖို့ ကိုယ်နိုင်ငံအတွက် Manchester United အတွက်ကစားဖို့ပါပဲအဲ့ဒီနောက်မှာဖြစ်ပေါ်လာခဲ့တဲ့အရာတွေအားလုံးကလည်းမယုံကြည်နိုင်စရာပါပဲဒါပေမဲ့ဒီကနေ့ကဘာပေါ်မှာအရေးအပါဆုံးအဖွဲ့အစည်းတွေထဲကတစ်ခုအလေးစားခံရဆုံးအဖွဲ့အစည်းတွေကတစ်ခုရဲ့ဂုဏ်ယူခံရတာကျွန်တော်အရှိပိုင်းသားတယောက်အနေနဲ့ဒီနေ့ဟာအရန်ကိုဂုဏ်ယူရတဲ့နေ့တစ်နေ့ပါပဲလို့ဗက်ခန်းကပြောဆိုခဲ့တာပါဗက်ခန်းဟာ1990ခုနှစ်မှာ Manchester United ကိုရောက်လာတော့အသက်16နှစ်ပဲရှိပါသေးတယ် အသက်20မှာမန်ယူအသင်းရဲ့အကြီးကကစားသမားတအူဖြစ်လာခဲ့ပြီးတော့1996ခုနှစ်မှာမန်ယူကို UEFA Champion League ဖလားအပါအဝင်တမိုင်းဝင်ဖလား၃လုံးရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။2003ခုနှစ်မှာတော့ Real Madrid အသင်းနဲ့ပြောင်းရွှေ့ခဲ့ပြီးတော့ Zidane တို့ Ronaldo တို့လိုထိတ်တန်းကစားသမားတွေနဲ့အတူကစားခဲ့ပါတယ်။နောက်ဆုံး2013ခုနှစ်မှာ LA Galaxy AC Milan နဲ့ PSG အသင်းတွေမှာကစားခဲ့ပြီးတော့ဘောလုံးကစားခြင်းကနေအနားယူခဲ့ပါတယ်။ဒါပေမဲ့ဘက်ကန်ဟာဘောလုံးခွင့်အပြင်မှာလည်းလူအများရဲ့စိတ်ဝင်စားမှုကိုဆက်လက်ရရှိခဲ့ပါတယ်။အရင် Spice Girl အဖွဲ့ဝင် Victoria Adams နဲ့သူလက်ထက်ခဲ့တာကြောင့်လည်းတစ်စိတ်တစ်ပိုင်းပါဝင်ခဲ့ပါတယ်။နောက်ပိုင်းနှစ်တွေမှာဒီနာမည်ကြီးဇနီးမောင်နဲ့ဟာအားကစား fashion နဲ့စီးပွားရေးတို့ဆောင်ရာကမ္ဘာအမှတ်တစ်စိတ်တစ်ခုကိုတည်ဆောက်ခဲ့ကြပါတယ်။ ဆာဂျေပိပက်ကန်ဟာ2005ခုနှစ်ကလေးကယူနီဆက်တန်အမတ်အဖြစ်တာဝန်ယူခဲ့ပြီးတော့အားကစားနဲ့ပရိုဂျက်တာလုပ်ငန်းတွေမှာသူ့ရဲ့ဆောင်ရွက်ချက်တွေကြောင့်စာပွဲချီးမြှင့်ခံရတာဖြစ်ပါတယ်။ဒါဟာဘောလုံးအားကစားကိုကျော်လွန်ပြီးတော့ထူးခြားတဲ့သူ့ဘဝနဲ့အတမွေးဝမ်းကြောင်းလုပ်ငန်းတွေကိုအတိမတ်ပြုတာလည်းဖြစ်ပါတယ်ခင်ဗျာ။